မင်္ဂလာညနေခင်းပါရှင်။စွန်လ23ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားရထုံးနဲ့တင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့ဒီနေ့မနက်ပိုင်းကပြည်မြို့အနီးကိုဗဟိုပြုပြီးအင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပြီးနှစ်ရက်အတွင်းငလင်း၄ချိန်လှုပ်ခတ်ခဲ့တဲ့သတင်း VOA သတင်းဌာနရဲ့သတင်းတော်ဦးရေ600ကျော်အလုထုတ်ခံခဲ့ရတဲ့သတင်းငြိမ်းချမ်းရေးညှိနှိုင်းဖို့အီရန်ကိုလမ်းကြောင်းမျိုးစုံကနေဆက်သွယ်ပြီးအခွင့်အရေးပေးထားတယ်လို့အမေရိကန်ကာဝေးဝင်ကြီးပြောကြားခဲ့တဲ့သတင်းနဲ့ အယ်ဂျီးရီးယားမှာပွဲကြည့်စဉ်အပေါ်ဓာတ်ကနေပြုတ်ကြတာကြောင့်သုံးသေဆုံးပြီး80ကျော်ထဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းဒီပုံအနေနဲ့ဒီကနေ့မနက်ပိုင်းကပြည်မြို့အနီးဗဟိုပြုပြီးအင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပြီးနှစ်ရက်အတွင်းမှာငလင်း၄ကြိမ်လှုပ်ခတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဇွန်လ23ရက်နေ့မနက်ပိုင်းကပြည်မြို့အနီးကိုဗဟိုပြုပြီးအင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပြီး နှစ်ရက်အတွင်းမှာငလင်၄ချိန်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်အရ2025ခုနှစ်ဇွန်23ရက်မနက်6:32မိနစ်ခန့်မှာတောင်ငူမြင်းကလင်းစခန်းရဲ့အနောက်ဘက်83မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်ပြည်မျိုးရဲ့အရှေ့ဘက်9မိုင်ခန့်အကွာ မြောက်လက်တီတို့38.83ဒီဂရီအရှိလောင်ကြီးတို့95.34ဒီဂရီအနက်18ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရစ်တာစကေ3.8အဆင့်ရှိတဲ့အင်အားအနှင်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှောင်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးစလကထုတ်ပြန်ပါတယ်။အလားတူပဲဆို22ရက်ညနေ9:53မိနစ်ခန့်မှာတောင်ကြီးမြင်းကလေးစခန်းရဲ့တောင်အရှိတောင်ဘက်82မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်လိုက်ကော်မြို့ရဲ့အရှိမြောက်ဖက်9မိုင်ခန့်အကွာမြောက်လက်တီတော့19.3ဒီဂရီ အရှိလောင်ကြီးတို့69.33ဒီဂရီအနက်10ကီလိုမီတာကိုပဟိုပြုပြီးအင်အားရစ်တာစကေ3အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းသိရပါတယ်။အလားတူပဲအိနေမနက်9:29မိနစ်ခန့်မှာတာဝတိမြို့ရဲ့အရှိဘတ်30မိုင်ကန့်ကိုပဟိုပြုပြီးအင်အားရစ်တာစကေ3.2အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုဟာ၎င်း မနက်4:42မိနစ်မှာပသိမ်ကြီးမြို့ရဲ့အရှိအရှိမြောက်ဖက်ခွန်မိုင်ကန့်ကိုဗဟိုပြုပြီး Air Star Sky 3.8အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုဟာ၎င်းအသီးသီးလှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ထပ်မံပြီး VOE သတင်းဌာနရဲ့သတင်းတော်ဦးရေ600ကျော်အလုတ်ထုတ်ခံခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump အစိုးရအဖွဲ့က VOA သတင်းဌာနရဲ့သတင်းတော်ဦးရေ600ကျော်ကိုအလုထုတ်ခဲ့တယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ VOA သတင်းအေဂျင်စီဟာစနစ်တကျအလုံးမလုံးပဲဗန်လိုက်မှုတွေရှိပြီးအချင်းနှီးဖြစ်နေတာကြောင့် journalist တွေကိုအလုထုတ်ခဲ့တာဖြစ်ကြောင်းအမေရိကန်အစိုးရအဖွဲ့ကပြောပါရယ်။ဒုတိယကမ္ဘာစစ်အတွင်းကနာဇီတို့ရဲ့ဝါရဖျက်မှုကိုတံပြန်မှုထူထောင်ခဲ့တဲ့ VOA ကိုပိတ်တာဟာကိုကိုကိုဖျက်ဆီးတဲ့သမိုင်းဝင်လုပ်ရဖြစ်တယ်လို့ VOA ရဲ့သတင်းတောက်ချုပ် Steve Harman ကပြောပါရယ်။ အလုထုတ်ခံခဲ့ရသူတွေအနက်ပါရှန်ဘာသာစကားနဲ့သတင်းပို့နေတဲ့သတင်းတောက်တွေလည်းပါဝင်ခဲ့ပါတယ်။ဒီသတင်းတောက်တွေကိုခွင့်ပေးထားခဲ့တာဖြစ်ပေမဲ့လည်းအစ္စရေးကအီရန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အလုကိုပြန်ခေါ်ခဲ့တာဖြစ်ပြီးလက်ရှိမှာအလုထုတ်ကြောင်းအကြောင်းကြားစာတွေလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ AP သတင်းအေဂျင်စီရဲ့ဖော်ပြချက်အရပါရှန်သတင်းတောက်တွေဟာဇွန်20ရက်ကသတင်းရုံးခန်းရဲ့အပြင်ဘက်ကိုဆက်လက်ထွက်တောက်ခဲ့ပြီးတဲ့နောက်ရုံးခန်းထဲကိုပြန်ဝင်ခွင့်မရတော့ဘဲအလုကနေထုတ်ပေးကြောင်းအကြောင်းကြားစာတွေကိုလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီနေ့မှာတော့အထင်းကိုမဲ့နေတဲ့ Federal Bureaucracy ရန်တရားကိုချုပ်ဖို့ American သမ္မတ Trump ရဲ့လုပ်ငန်းစဉ်ကိုအာဏာတည်စေဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်လို့သတင်းဌာနတွေကိုစီမံကင်တွေ့တဲ့ USAGM ရဲ့ဥက္ကဋ္ဌကာရီလိတ်ကပြောကြားခဲ့ပြီးဝန်ထမ်းပေါင်း639ဦးကိုအလုပ်ထုတ်ကြောင်းဇွန်20ရက်ကကြေညာခဲ့ပါတယ်။ဒါကြောင့်မလကစာပြီး BOE သတင်းအေဂျင်စီရဲ့ဝန်ထမ်းစုစုပေါင်းရဲ့85ရာခိုင်နှုန်းကျော်ဖြစ်တဲ့ဝန်ထမ်း1400ခန့်ဟာ၎င်းတို့ရဲ့အလုပ်ကင်တွေကိုဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။လက်ရှိမှာ VOA ကျူဘာရုပ်သံထုတ်လွှင့်မှုဌာနနဲ့ USAGM တို့မှဝန်ထမ်း90ခန့်ဆက်လက်တန်းရှိမှာဖြစ်ကြောင်းကာရီလိတ်ကပြောကြားခဲ့ပါတယ်။ သက်လက်ပြီးငြိမ်းချမ်းရေးညှိနှိုင်းမှုအီရန်ကိုလမ်းကြောင်းမျိုးစုံကနေဆက်သွယ်ပြီးအခွင့်အရေးပေးထားတယ်လို့အမေရိကန်ကောက်ဝေးဝင်ကြီးပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါအီရန်နျူကလ িয়ার စီမံကိန်းရှိရာနေရာ၃ခုကို အမေရိကန်ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အီရန်အရာရှိတွေနဲ့ဆက်သွယ်ဖို့အမေရိကန်ကများစွာကြိုးပမ်းခဲ့ကြောင်းအမေရိကန်ကောက်ဝေးဝင်ကြီး PX ကဇွန်22ရက်မနက်ပိုင်းကပြုလုပ်တဲ့ပင်နဂွန်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အီရန်အရာရှိတွေဘက်ကလမ်းကြောင်းစုံကနေလူသိရှင်ကြရောတူတူတိတ်တိတ်ပါစာရိတ်တိုက်ရိုက်ပို့ပြီးဆက်သွယ်ထားတာပါ ညှိနှိုင်းကြဖို့သူတို့ကိုအခွင့်အရေးအားလုံးပေးထားတာအမေရိကန်ရဲ့သဘောထားကဘာဆိုတာငြိမ်းချမ်းရေးအတွက်ဘလို့ချီလဲလှမ်းရမယ်ဆိုတာသူတို့ရှင်းရှင်းလင်းလင်းနားလည်တယ်အဲ့ဒီတိုင်လို့ဖို့လဲမျှော်လင့်တယ်လို့ကာကွယ်ဝင်ကြီးကပြောပါတယ်အမေရိကန်ရဲ့ကုတိုက်ခိုက်မှုဟာအီရန်အစိုးရအပြောင်းလဲအတွက်မဟုတ်ဘဲအီရန်နျူကလ িয়ার စီမံကိန်းကြောင့်အမေရိကန်အကျိုးစီးပွားအန္တရာယ်ရှိနေမှုကိုဖယ်ရှားဖို့အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်အစ္စရေးတို့ကုကုကိုကာကွယ်နိုင်ဖို့အခုလိုတီးကြတဲ့စစ်စင်ရေးကိုသမ္မတထရန့်ကခွင့်ပြုခဲ့တာဖြစ်ကြောင်းလဲမစ္စတာဟက်ဆက်ကပြောပါရစေ။ စစ်စင်ရေးကို Operation Midnight Hammer လို့အမည်ဝတ်ပေးထားပြီးစစ်စင်ရေးအသေးစိတ်ကိုပိုရင်စေဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတန်ကင်းကသတင်းစာရှင်းလင်းပွဲမှာရှင်းပြခဲ့ပါတယ်။ April ကစပြီးအရှင်းလေပိုင်းဆိုင်ရာ American အထူးသံတမန် Steve Wolcott ရဲ့ဦးဆောင်မှုနဲ့ American နဲ့ Iran တို့ကြောင့်နျူကလ িয়ার ဆွေးနွေးပွဲ၅ကြိမ်ဖြစ်မြောက်ခဲ့ပါတယ်။၆ကြိမ်မြောက်ဆွေးနွေးပွဲကပြီးခဲ့တဲ့တစ်ပတ်ကပြတ်သွားခဲ့ပါတယ်။နောက်ဆုံးတဲ့ပုံအနေနဲ့အေဂျီးရီးယားမှာပွဲကြီးစဉ်အပေါ်တက်ကနေပြုတ်ကျတာကြောင့် ၃ဦးသေဆုံးပြီး80ကျော်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။အေဂျီးရီးယားနိုင်ငံမှာဘောလုံးကွင်းပွဲကြီးစဉ်အပေါ်တက်ကနေပြုတ်ကြတာကြောင့်ပြည်သက်၃ဦးသေဆုံးပြီး80ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။ ဲ့ဒီပွဲမှာ MC အဲဂျာအသင်းကအဲဂျီးရီးယားအမှတ်ပေးချန်ပီယံဆုကိုနှစ်နှစ်ဆက်ရရှိခဲ့တာကြောင့်အောင်ပွဲခံဖို့တိုးဝေကြရင်ပွဲကြည့်စဉ်အပေါ်တက်မှာကာရန်ထားတဲ့အရန်သားတွေပြုတ်ထွက်ပြီးအောက်ကိုပြုတ်ကျခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲဂျီးရီးယားကျန်းမာရေးဝန်ကြီးဌာနကတေဆုံးသူ၃ဦးနဲ့ထင်ရှားရသူ80ကျော်ရှိကြောင်းအတည်ပြုထုတ်ပြန်ခဲ့ပြီးထင်ရှားရရှိသူတွေကိုဆင်းရုံ၃ခုမှကုသပေးနေတယ်လို့ဖော်ပြခဲ့ပါဗျ။ MCA ကြအတင်းကဘောလုံးသမားတွေနဲ့ဝန်ထမ်းတွေကအဲ့ဒီစေယုံတွေကိုလိုက်ပါပြီးသွေးလူရဲမှုတွေပြုလုပ်ပေးခဲ့တယ်လို့လည်းသိရပါဗျ။အယ်ဂျီးရီးယားသမ္မတကလည်းဒီဖြစ်ရဲ့အတွက်ဝန်ထမ်းကြောင့်နဲ့တရားရရှိသူတွေအများဆုံးတက်တာပြောက်ကင်းစေလို့ကြောင်းဆုတောင်းစကားဆိုခဲ့ပါဗျ။ဆောလာ23ရက်နေ့ညနေ4နာရီညနေခင်းသတင်းတွေကိုတရရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါည8နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်